ထိုင်းနိုင်ငံမဲဆောက်မြို့ရောက်ရွှေ့ပြောင်းမြန်မာတွေစုပေါင်းပြီးရှင်ပါ200ကျော်ရဟန်းခံရှင်ပြုပွဲပြုလုပ်ခဲ့ကြပါတယ်။အလူရှင်တွေထဲမှာငလင်ကြောင့်တည်ဆုံရသူတွေအတွက်ရည်ရွယ်ပြီးတော့လှူဒန်းကြသူတွေလည်းရှိနေပါတယ်။မောင်တူးသတင်းပေးပို့ထားပါတယ်ရှင်။ဟုတ်ကဲ့ပါ။ရဟန်းခံရှင်ပြုပွဲကိုမဲဆောက်မြို့တောရဖုံတော်ကြီးကျောင်းမှာပြုလုပ်ခဲ့ပြီးလက်တလောငလင်ဘေးတင်တည်ဆုံသူတွေအတွက်ရည်ရွယ်လှူဒန်းသူများပြားနေတာကြောင့် ဒုံလပအပါ200ကျော်အထိရှိလာနေတာလို့ဆိုပါတယ်ဒီတိတော့ဖြစ်တယ်လို့ရှိပါကိုရဗမာပြည်ရဲ့တလားရမကြီးတူထိုင်းနိုင်ငံရောဗမာပြည်ရောလူတွေသိနေကြတာဘလားကြောက်ဖို့ကောင်းဘူးအဲ့ဒါကြောင့်ကိုကလေးလေးကိုယ်ဝန်တဲ့ကလေးလေးမိဘတွေကိုပေးနိုင်ကိုကိုပေးတယ်ဦးစင်းလေးတွေသူတို့မိဘမနိုင်ကိုကိုပေးတယ်နိုင်တော့ကူညီတော့ပေါ့အခုလိုလူပွဲတွေထိုင်းမှာလုပ်ခွင့်ရပြီမယ်လေ မြန်မာနိုင်ငံတွင်းမှာတော့ငလျင်ဘေးတင်ထားတာကြောင့်ရောအာနာသိန်းစစ်ကောင်စီရဲ့ထိုးစစ်တီကြောင့်မှာမပြုတ်လုံလှန်ရဘူးလို့ဆိုပါတယ်ဘယ်ဖြစ်လဲဆိုတော့ဗမာပြည်မှာဆိုခလေးတွေကိုယ်ဝတ်ဖို့မပြောနဲ့ကျမမြည်ပြောက်ချစ်ပါမှာပြေးနေရတယ်ခေါ်လည်းမရဘူးဆိုးလာမျိုးလေးကြောက်နေရတဲ့အတွက် ယဟန်ကြတော့120စင်တာမဏေလောင်ကြတော့90နဲ့တပါတိလဆင်ကြတော့73ပါစုစုပေါင်းပေါ့နော်အခုလိုယဟန်ကံပွဲကိုမဲဆောင်မြို့မှာစကြံကာလာတိုင်းရွှေပြောင်းမြန်မာတွေကကျင်းပါကြမြဲဖြစ်ပေမဲ့အခုနှစ်မှာတော့ငလျင်ဘေးတင်သူတွေအတွက်ပါရည်ရွယ်လူရန်သူတွေပါဝင်လာနေကြတာပါခင်ဗျာကျွန်တော်မောင်တူးပါ Vishami Vishami Dhamma